မင်္ဂလာညချမ်းပါရှင်ခစ်ချင်းဗမ္မနာတော်သားဆင်သူများနဲ့ခရီးနင်းပြည်သူပြည်သားများအားလုံးဘင်းကင်းလုံခြုံပြီးစိတ်ချမ်းသာကိုကျန်းမာရှိကြပါစေရှင်ဒီနေ့မေလ20ရက်အင်္ဂါနေ့ညပိုင်းခစ်ချင်းဗမ္မမြန်မာဘာသာရေဒီယိုအစီအစဉ်ကိုထုတ်လွှင့်တင်ဆက်ပေးပါရမယ်ဒီနေ့အစီအစဉ်ကိုတော့ကျွန်မမုံညာမကတာဝန်ယူတင်ဆက်ပေးသွားပါမယ်ရှင် ဒီနေ့မှာနာဆင်ရမှာကတော့လေတော်3ဆစ်ဆောင်စခန်းမှာဆံပြက်လက်မှုတွေနဲ့ကြုံတွေ့နေရတာကြောင့်စစ်ဘေးရှောင်တွေကအကူအညီတွေလိုအပ်နေပါတယ်။မြင်းမထီတောင်တတုတူဖော်မှုကြောင့်ဖြစ်တဲ့မချေလည်မှုကိုကျေလည်အောင်ဆောင်ရွက်မယ်လို့ကယန်းပြည်သက်ပါတီဘ ഹു ကော်မတီကထုတ်ပြန်လိုက်ပါတယ်။ဒီသတင်းတွေအပါအဝင်ဒေသအတွင်းသတင်းတွေနဲ့မိုးလေဝသသတင်းတွေကိုနားဆင်ကြရမှာပါ။အဲဒီနောက်မှာတော့အပတ်စဉ်အင်ကာနေမှာထုတ်လွှင့်တင်ဆက်ပေးနေတဲ့လူငယ်အစီအစဉ်ကနေပြီး ဂရင်းနီရဲ့ရှစ်တန်းစစ်မြေပြင်ကတော်လန်သူဒရုန်းရဲမီဆိုတဲ့အကြောင်းตาหยอกจ้ามะโลฉินโนเรแชมป์ผีอิชิปายกะยันชินยัวสุเรลุมุโบวะซาวปาตะปုတ်กูเลทั่วลွတ်ตินเสร็จไปตัวบะเมอะคุอะยินซงโนคอนโทรวิตี้ไทม์เมตะดินเนกูนาสินจายามาบะดิโมซูนิเนอะนาวเพชันกะเลโต3ซิชองซะเคมา တလကျော်ကြာတဲ့အချိန်ဆန်ပစ်လက်မှုရှိနေတာကြောင့်အခက်အခဲဖြစ်နေကြတယ်လို့စစ်ဆောင်ကော်မတီဝင်တူဦးကပြောပါတယ်။စခါတစ်ခုလောက်ပဲဆက်။မဆောခုလာပေးတဲ့ဆာကအပြတ်တပြင်းလို့ဆို အလုံးစိုးက9ရက်ပဲ9ရက်ဆာပဲလောက်လို့ဘုံတော့တပတ်ဆာပဲရတယ်လေ။နေဒီအချားမှာဆိုတော့ကျမတို့လည်းလိုက်ရှာတယ်ဒါပေမဲ့မရဘူး။ သူတို့မှလည်းဟိုပြလာနေကြတော့နော်သူတို့သူတို့လည်းကြိုးစားပြီးမှတော့အဲလိုက်ရှာကြပါတယ်ဒါပေမဲ့အခုချိန်မှာဘညာပဲရှာဝင်ငွေလည်းမရှိအလောက်လည်းမရှိဘူးလေနော်လည်းတော့ချေးမဆွေလည်းတော့ချေးစားလာလည်းရှိတယ်ဒါပေမဲ့မရမချေးတော့သူများပြန်ပေးပြန်မဆနိုင်ဘူးအမျိုးလည်းရှိလေနေရလာတဲ့ချိန်လည်းပြန်ပေးပြီဆိုကိုတွက်မှလည်းမလောက်တာအမျိုးလည်းရှိတယ်ဗောဆရာ စူပီရှောင်းလီဟာဆမ်ပြက်လက်မှုနဲ့ကြုံတွေ့နေရသလိုဝင်ငွေရတဲ့အလုပ်အကိုင်းမရှိတာကြောင့်ဆမ်မဝယ်စားနိုင်ဘူးလို့ပြောပါရယ်ဆမ်မရှိတာကြောင့်တရက်ကိုထမင်းတနက်သားချက်စားပြီးညနေပိုင်းအထိထမင်းမစားရပဲအဲ့ရဝင်ရတဲ့မိသားစုတွေလည်းရှိတယ်လို့ဆိုပါရယ်အဲ့ဒီအတွက်ဆမ်ရရှိဖို့ကိုအကူအညီတောင်းခံလိုတယ်လို့ဆက်ရှောင်းကော်မတီဝင်တူဦးကပြောပါရယ် ခလေးဆိုမိခေလေးဆိုည9:00နာရီစနေချီမနေ့ဖြာ chess အချက်ဖို့တမေးမရှိဘူးမြို့လာပြောတာလဲကျွန်မကြုံတွေ့ရတာကြာပေါ့နော်အဲဆိုကျွန်မမှလည်းပြပေးပေးလို့ရအဲပြပေးနိုင်တယ်လို့ပြောမှာပေါ့နောက်ခုချိန်မှလည်းကိုမှလည်းအခက်ခဲရှိတော့ကိုလည်းမပေးနိုင်တော့ဘူးပေါ့နော်အဲ့လိုမပေးနိုင်တဲ့ချိန်မှလည်းကိုကကိုစိတ်မကောင်းမိတာမျိုးလဲမြဲတာကြုံဖူးရတယ်ပေါ့ဆရာမိသားစုတို့ချို့ကတော့နီးစပ်ရာဆွေမျိုးစီမှာစန်တင်ငါကြသူတွေရှိပေမဲ့မိသားစု အများစုကတော့ ခြေငါစားပြီးတင်ဆက်ဖို့မတက်နိုင်ဘူးလို့ဆိုပါရယ်နိုင်ငံတကာကပေးတဲ့လူသားချင်းစာနာမှုအကူအညီတွေအများစုရပ်ဆိုင်းလိုက်တာကြောင့်လူသားချင်းစာနာမှုလုပ်ငန်းတွေကိုဆောင်ရွက်နေတဲ့ Granny ပြည်ကအရက်ဖက်အဖွဲ့အစည်းတွေလူမှုအသင်းအဖွဲ့တွေကစစ်ဘေးရှောင်းတွေကိုကူညီတဲ့နေရာမှာညှို့နေလာတယ်လို့သိရပါရယ်စစ်ဘေးရှောင်းအများစုရှိနေတဲ့ဒီမုံဆုံမြို့နယ်၊ရိုက်ကော်မြို့နယ်၊ဖဲခုံမြို့နယ်၊ပရူဆုံမြို့နယ်နဲ့မဲဆန်းမြို့နယ်ကစစ်ဘေးရှောင်းတွေဟာ စာနာရိတ်ခါရရှိဖို့ဖော်မူခက်ခဲလာနိုင်တယ်လို့အီစီကပြောဆိုထားတာရှိပါတယ်။ဟိုအရင်တော့ဆိုတော့မလေးစာနာရိတ်ခါနဲ့ပတ်သက်တာလို့ဆိုပြောမှဆိုနှစ်ပတ်တခါအဲ့လိုဝင်ဝင်လာတာရှိဘောနော်။အခုနောက်ပိုင်းမှာဆိုတတော်လေးကိုဘာသွားပြီပြောမှာမလာတော့ဘူးပေါ့နော်။တလတခါတော့မှမလာတော့ဘူး။အာ အဲ့လိုမျိုးတွေဖြစ်ပေါ့နော်မလာတော့ကျွန်မတို့လည်းဘယ်လိုပြောမလဲဒီမှာနေတာအလုပ်လည်းမရှိအလုပ်ကင်လည်းမရှိဘူးပြီးတော့ရှင်လူများလို့လည်းနောက်ခံရဲမရှိဘူးပေါ့နော်နောက်ခံဖြစ်စီတို့လည်းမရှိခါကျတော့တော်တော်လေးဒုက္ခရောက်တယ်ဒီမော့ဆိုအနောက်ချမ်းကလေတော်တောင်စစ်ဆောင်စခန်းမှာတော့ဆန်လိုအပ်ချက်တွေ အပြင်အမှုအကာလည်းလိုအပ်နေတယ်လို့သိရပါဗျ အဲ့ဒီဆရှာစခန်းမှာတော့ H23 အိမ်ရှိပြီးလူဦးရေတရာဝန်ကျင်နေထိုင်ပါတယ်ဖဲခုံမြို့နယ်အမြင့်မထီဒီသာတွင်မြင့်မထီတောင်တတ်သူတူးဖော်မှုကြောင့်လေးပွတ်ကျဲကုမ္ပဏီနဲ့ဒီသာခန့်ပရာဒေါင်းဆွေမျိုးစုတွေအကြားမှာချစ်ပွားနေတဲ့မကြည်လည်မှုကိုကယန်းတစ်သက်ဘဟုကော်မတီကကြည်လည်သွားတဲ့အထိနှိမ့်နိုင်ဆောင်ရွက်ပေးသွားမယ်လို့ကယန်းတစ်သက်ပါတီက မနေ့ကမီလာ19ရက်နေ့မှာထုတ်ပြန်ပါတယ်။လက်ရှိမှာတော့လေးပွင့်ကျဲကုမ္ပဏီဒါရိုက်တာနဲ့လုံချုံရေးတပ်ဖွဲ့တွေက Pradown ဆွေမျိုးစုကောင်းဆောင်လေးဦးကို Fancy ခေါ်ဆောင်သွားပြီးညနိုင်တာတွေကိုကြိလုံနေတယ်လို့သိရပါတယ်။ Fancy ပြီးမှညနိုင်ဆာရတာကလက်နေမဲ့ဖြစ်တဲ့လူထုတွေကိုဖိနှိပ်ချိန်ချောက်တာဖြစ်တယ်လို့ PRP ခံရတဲ့သဘောတူညီချက်တွေပဲထွက်ပေါ်လာနိုင်တယ်လို့ကယန်းမျိုးဆက်တဲ့လူငယ် KNGY ရဲ့တာဝန်ရှိသူကတော့မှတ်ချက်ပြု ပြောကြားပါဗျ။ ဟိုဆွေမျိုးစုကောင်းဆောင်တွေကပြီးတော့ဒေတာခန့်လူထုတွေကပါဝင်နိုင်တဲ့လူလူလလလေးဖြစ်တဲ့ဟိုဆွေနှီးနိုင်နိုင်တဲ့ဟိုအခင်ချင်းမျိုးနဲ့တွားမတလင်တာကဟိုပွေလေးလူလာလူလာပြီးတော့ပွပွလေးလေးဆွေနှီးနိုင်နိုင်တဲ့အခြေအနေတစ်ခုကိုရလိုက်မယ်လို့တော့ကျွန်တော်တို့အမှတ်ယူတယ်ပေါ့နော်။ KM ဂျစ်တဲ့ပါတီရဲ့ထုတ်ပြန်ချက်မှာတော့ ကယန်းအမျိုးသားစီလုံးငင်ညိုရင်နဲ့ဒိတာတင်ငိတ် HNE ကိုမျောကိုပြီးပြည်လဲအောင်ညှိလာဆောက်ရွက်သွားမယ်လို့ဆိုထားပါတယ်။လေးပွေကျဲကုမ္ပဏီဟာအကြီးစားခဲတတုဒူဖော်ရီအတွက်တရုတ်ပိုင်း Mr. Wen ကုမ္ပဏီနဲ့ငားနှစ်စာထုတ်ချုပ်ဆိုခဲ့ရမှာတော့ဒိတာခန်ရဲ့သဘောထားကိုမရယူခဲ့သလိုလုပ်ငန်းစီမံကိန်းအကြောင်းကိုလည်းရှင်းလင်းထားပြတာမရှိတာကြောင့်ဒိတာခန်ရကအပြင်းအထန်ကက်ကွက်နေကြတာပါ။ကက်ကွက်စင်နာပြမှုကြောင့်ခဲလုပ်ငန်းအတွက် တသူစံသက်ရှာဖွေတာဆက်ယုံပြင်ဆင်တာလမ်းဖောက်လုပ်တာတွေရှိခဲ့တဲ့ Mr. Wan ကုမ္ပဏီရဲ့လုပ်ငန်းတွေကလည်းရပ်ဆိုင်သွားခဲ့ပါတယ်။လုပ်ငန်းဆောင်ရွက်ဖို့အတွက်မြင်းမတိဒေသခံပရာဒေါင်းဆွေမျိုးစုနဲ့လေးပွေတဲကုမ္ပဏီသားမှတွေ့ဆုံညီနိုင်မှုက၄ကြိမ်ရှိခဲ့ပြီးမြေသဘောတူညီချက်သစွန်းတရားမရခဲ့ဘူးလို့ပရာဒေါင်းဆွေမျိုးစုကပြောပါတယ်။ဆွေးနွေးညှိနှိုင်းမှုအတွက်လေးပွေတဲကုမ္ပဏီက ဖန်စီထားတဲ့ပရာဒောင်းဆွေမျိုးစုကောင်းဆောင်လေးဦးကိုပြန်လို့ပြီးပြီးပွက်လင်းညသားစွာညှိနှိုင်းကြဖို့ကိုလည်းဂရနီအရက်ဖက်အဖွဲ့စီတွေကတောင်းဆိုနေကြပါတယ်ရေမတဆေကူးဆက်တတ်တော်ယောဂါတွေကို ကာကွယ်ရန်ငလီလှုပ်ခတ်ပြီးနောက်ပိုင်းဖြစ်ပွားတတ်တဲ့ရေကနေတဆေကူးဆက်တတ်တဲ့ယောဂါတွေကိုကာကွယ်နိုင်ဖို့အောက်ပါချက်တွေကို လိုက်နာဆောင်ရွက်ရပါမယ် အစားအစာပြည့်စင်ချက်ပြုတ်နေစေအစားအစာမစားမီနဲ့အိမ်သာအသုံးပြုပြီးတိုင်းလက်ကိုဆက်ပြနေဆွေးပါတက်ရှင်တော့ရေရရှိဖို့ကြိုချက်ထားသောရေကိုတောက်သုံးပါတက်ရှင်တော့ရေဖြည့်ပြုတ်လုထားတဲ့ရေခဲချောင်းနဲ့ရေခဲတွေကိုသာစားသုံးပါတောက်သုံးရေကိုအဖုံးပါပြီးတက်ရှင်တော့ဘူးအိုကန်တွေမှာတုံလောက်ထားပါရေပိုက်တွေနဲ့ ရေတိုးလောက်ကန်တွေကို ပုံမှန်ဆေးကြောပါတေးချစွာချက်ပြုတ်ထားတဲ့အစာအစာတွေကိုသာစားသုံးပါအတိအနံတွေနဲ့အတိရွေးတွေကိုတေးချစွာဆေးကြောပါရေလုံအင်္ဂါအသုံးပြုပါတွေ့ရနေရကနေမစင်ဆုပစ်တာကိုရှောင်ကြည့်သင့်ပါတယ်တပတ်တာမိုးလေဝသကြိုတင်ခမှန်ချက်တွေကိုဆက်လက်နားဆင်ရမှာပါ ကရင်းနီပြည်အပါအဝင်မြန်မာနိုင်ငံကဒေသတချို့မှာမီလ19ရက်နေ့ကနေ25ရက်နေ့အထိတပတ်အတွင်းမိုးထချုံရွာသွန်းနိုင်ပြီးနှောက်ဆက်သွဲရေလွမ်းမိုးတာမိုးသီးကြွေတာမိုးကြိုးအဒီရတွေကိုသတိထားသင့်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကမီလ19ရက်နေ့မှာအသိပေးထုတ်ပြန်ထားပါတယ်။အထူးသဖြင့်ကပ်ပလီပြည်နယ်ပြင်နဲ့ဘင်္ဂလားပြည်နယ်အော်တွေမှာလေဖိအားနယ်ရပ်ဝန်တွေဖြစ်ပေါ်နေတာပါ။ ရက်သက်သက်ပတ်အတွင်မှာမိုးထချုံရွာသွန်းနိုင်မဲ့ဒေသတွေကတော့ကရင်ပြည်အပါအဝင်နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့ဖြစ်ပါတယ်တချို့ဒေသတွေမှာတော့နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ဆိုထားပါတယ်။မိုးရွာသွန်းမှုအခြေအနေကတော့ကရင်ပြည်အပါအဝင်နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်း ကချင်ပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်း၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တွေမှာနေရာဆက်စပ်မိုးထချုံရွာသွန်းနိုင်ပြီးရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့မြောက်ပိုင်း၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေမှာတော့နေရာတကျယ်မိုးထချုံရွာသွန်းနိုင်ကအေယံဝတီတိုင်းနဲ့မကွေတိုင်းတွေမှာတော့နေရာကွက်ကြားမှုထစ်ချုံရွာသွန်းနိုင်တယ်လို့အန်ယူဂျီရဲ့နေ့အလိုက်တပတ်စာမိုးလေဝသအခြေအနေတည်ပြမှုမှာဖော်ပြထားပါတယ်။ အဲ့ဒီဖြစ်ပေါ်လာနိုင်တဲ့မိုးလေဝသအခြေအနေတွေကြောင့်ငလင်ပေးတဲ့တဲ့ဒေသတွေမှာမုတ်တုံမိုးကြောင့်မြေကျွန်းကြတာမြေပြိုတာနဲ့ရိုင်းနဲ့နေတဲ့အဆောင်အုံတွေပြိုကြတာဖြစ်ပေါ်နိုင်တယ်လို့ NUG ကအသိပေးထားပါတယ်ကတိယံဖက်မြက်လူငယ်စီစဉ်ကနေပြီးပြည်လဲကျူဆူလိုက်ပါရယ်ဒီနေ့စီစဉ်မှာတော့ တော်လရင်စစ်မြေပြင်မှာဒရုန်းကင်ပြီးရန်သူကိုရဲရဲဝုဝုတိုက်ခိုက်နေတဲ့အသက်16နှစ်အရွယ်ဒရုန်းရဲမီတဦးရဲ့အကြောင်းကိုနားဆင်ကြရမှာပါသူကတော့မိငယ်ပါဂရင်းပြည်တပ်မတော် KA ပျောက်ကြားတပ်ရဲ့ drone တပ်ဖွဲ့မှ drone မောင်းနှင်သူတူအဖြစ်စစ်အာဏာရှင်ကိုတော်လန်တိုက်ခိုက်နေသူပါမိငယ်ရဲ့အနာဂတ်အိမ်မက်နဲ့တော်လန်ရေးကြားကရွေးချယ်မှု သက်ငယ်ပြီးမဲ့သူမရဲ့ရဲဝံမှုတွေတော်လန်သူတယောက်အနေနဲ့ရင်ဆိုင်ရတဲ့စိန်ခေါ်မှုတွေစိတ်ခံစားချက်တွေကိုဒီအစီအစဉ်မှာနားဆင်ကြရမှာပါမိငယ်ရဲ့တကူရီအထွေချုံကနေတဆက်လဲတော်လန်ရေးမတိုင်ခင်ကမိမိတကူစားအတွက်တာရွေရွယ်ခဲ့ကြတဲ့လူငယ်တွေဟာတော်လန်ရေးကာလအတွင်းမှာတော့အာနာရှင်ကိုချေမုန်းနိုင်ဖို့အတွက်အသက်နဲ့အိမ်မက်တွေကိုလက်ချပြီးတိုက်ခိုက်နေတာကိုမြင်တွေ့နိုင်ပါတယ် မော်လေးမြာကအကြောင်းအရာအပြည့်စုံနဲ့တင်ဆက်ပေးထားပါတယ်မအပက်ကြီးကမဒီနိုင်တယ်မပြီးရရှိုင်းလို့ဆိုရင်မမအပက်ကြီးရဲ့ချီလုံးဝပေါ်ဒီနံပါတ်ကြီးပါတယ်ဒီအဆုံးကြီးတောင်းဝင်လို့အဖက်တက်တယ်ဒါကတော့အသက်၁၉နှစ်အရွယ်သာ ရှိသေးတဲ့ မိငယ်ရဲ့ရင်ထဲကပွေထွက်လာတဲ့စကားအတမှာကြောက်ဖြာလို့မာကျော်ပြီးခက်ထန်တဲ့စိတ်ဓာတ်နဲ့ရန်သူကိုပြန်လဲတိုက်ခတ်ဖို့ခွန်အားအပြည့်ရှိနေတဲ့သူမရဲ့စိတ်ဆန္ဒကို သူမပြောလိုက်တဲ့စကားအတန်ကို နားထောင်လိုက်တာအဖြစ်သိနိုင်ပါတယ်။19နှစ်ဆိုတဲ့အရွယ်ဟာအာရှနိုင်ငံတွေမှာမိဘတွေရဲ့အုတ်ထိပ်မှုအောက်မှာရှိနေပြီးပြညာကိုကျုံးစားရှာဖွေနေရသေးတဲ့အရွယ်ပါ။ဒါပေမဲ့လည်းအာနာရှင်လူတစုကြောင့် တော်လန်သူတယောက်ဖြစ်လို့နေပါပြီ။တော်လာသူသူဦးမဖြစ်ခင်တုန်းကတော့သူမဟာကျောင်းဆရာမတဦးဖြစ်ချင်းခဲ့တာပါ။သူမနေထိုင်တဲ့မင်းဆက်မြို့နယ်ဟာပြီးခဲ့တဲ့2023ဆွန်လ23ရက်နေ့ကစလို့စက်ကောင်စီနဲ့တော်လာရေးပူပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။အဲဒီနောက်ပိုင်းမှာတော့မကြာခဏလေးချောင်းတိုက်ခိုက်တာတွေနှစ်နိုင်ကြီးကစ်ခတ်တာတွေနဲ့ထိတွေ့တိုက်ပွဲတွေကိုကြုံတွေ့နေရတာကြောင့် ပညာကိုလှုပ်ချစွာတည်ယူခွင့်မရရှိတော့တဲ့အချိန်မှာမိငယ်တဲ့ကသူမရဲ့အိမ်မက်လမ်းတွေနဲ့လွဲချော်ဖို့ဖြစ်လာပါတော့တယ်။ကြောက်တက်နေတဲ့အချိန်မှာ နိုင်ငံကြီးကောင်းပြီးတော့ဆယ်နှန်းတွေပါရအောင်ခဲ့ရဲ့ကြောက်ဆရာမတယောက်ဖြစ်အောင်လုပ်မယ်ဆိုတဲ့အိမ်မက်ရှိခဲ့တယ်။ဒါပေမဲ့အခုအချိန်နေနဲ့ကလည်းအိမ်မက်တွေကတက်စီသွားခဲ့ရပြီလို့မိငယ်ကပြောပါတယ်။ပညာကိုကောင်းမွန်စွာသင်ကြားခွင့်မရရှိတော့တဲ့အခါတခြားလူငယ်တွေလိုပဲ ဆက်အာနာရှင်ကိုတော်လာဖို့လက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ခဲ့ပါတယ်။အခုချိန်မှာတော့သူမဟာ Greenipi Tamaror KA ပျောက်ကြားတပ်ရဲ့ drone တပ်ဖွဲ့မှာ drone ဘောတူတူအဖြစ်ဆက်အာနာရှင်ကိုတော်လာတိုက်ခိုက်တဲ့နေရာမှာပါဝင်နေပါတယ်။လက်နက်ကင်တော်လာသူဖြစ်တာကြောင့်တောတောင်တွေကိုကျော်ဖြတ်ပြီးပခုံးပေါ်မှာကျော်ဝဲအိတ်လွယ်ကအများအကျိုးအတွက်တဲပိုးနေရတဲ့သူတယောက်ဖြစ်နေပါပြီ။ ကိုမိသားစုဝင်မျိုးတိတောက်တဲ့လူဖာနိုင်ဖာနိုင်ချင်တယ်ပေါ့။ကျွန်တော်ဟိုကိုကတော့အလုပ်ကျစားချင်တယ်ပေါ့နော်အလားအလိုရတယ်။အခုဒီလိုပုံစံနဲ့ဆိုတော့အင်ဂျင်ဖောက်ပန်းနိုင်တော့ဖြစ်တော့အင်တရနေနေဖိတ်ကောင်းချင်တယ်ပေါ့နော်။ဆယ်ကျော်တဲ့အရွယ်သာရှိသေးတဲ့မိငယ်တယောက်တော်လာရင်မှစိတ်အားထက်သန်နေတယ်လို့ရှစ်တန်းစစ်မြေပြေကိုလည်းမကြာခဏလိုက်ပါသွားတတ်ပါတယ်။ အချောင်းကတော့သူမနဲ့အင်မတိုင်ရင်းနှီးတဲ့ရဲဘော်တို့ဦးကြဆုံးပြီးနောက်မှာစက်ကောင်စီတွေကိုတော်လာတိုက်ခိုက်လူစိတ်တွေပုံမူပြေးထန်လာတာကြောက်ပါကိုဖဲတဲ့ကရေးဖို့တကယ်ကြတဲ့ပုံမဆိုတော့တော်လေးဖိတ်ပြခဲ့ရပါတော့ပြီးတော့တခုခတ်ကြတော့ဒီဒီကဒီဘောလခဲမှာကြားခဲ့ဆိုတော့အမျိုးအရာခွေးဝေးတဲ့တက်စမမှာသူတက်လက်စားဆက်ဆူရှင်ဆိုရယ်ဆိုင်နဲ့သူ့ဘန်ကိုဖက်ရှင်နဘော ရှေ့တန်းစစ်မြေပြင်မှာတော့မိငေဟာ drone မောင်းနေသူအဖြစ်တာဝန်ယူထားရပါတယ်။အခြေခံတိုက်ခိုက်ရေး drone တင်နန်းကိုတက်ရောက်ပြီးတင်နန်းစစ်ဆေးခြင်းမှာပဲရှေ့တန်းစစ်မြေပြင်ကိုရောက်ရှိသွားခဲ့တာပါ။စစ်မြေပြင်ဆိုတာသူမရဲ့ဘဝမှာတခါမှတော့စိတ်ကူးရင်ခဲ့ဘူးတော့မဟုတ်ပါဘူး။ drone မောင်းရမယ်ဆိုပေမဲ့ရှေ့တန်းစစ်မြေပြင်မှာတခြားရဲဘော်တွေလိုပဲကြုံတွေ့နေရတဲ့အနေအထားတွေလည်းများနေပါဗျ။စကောက်စီရဲ့ ဒါလုံနဲ့လည်းနဲ့ကြီးပစ်ကူတယ်လေချောင်းပစ်ကူတွေကြာအသက်လွတ်ပုန်းဆောင်ခဲ့ရတဲ့အကျင်ရည်တွေလည်းမနှဲခဲ့ပါဘူးဟာဒီဘလခဲခါကြတော့အမျိုးဒီမှာတော့ဘယ်မှခင်ကျော်လို့နေတဲ့အချိန်ဘယ်မှနေတဲ့အချိန်နဲ့နေရကျခဲ့ရတော့ဘာလို့ဘာလို့ TV ပေါ်လိုက်ရတော့အဲ့ဒါတော့အမိုင်းရတယ်ဗျမိငယ်ကသူမရဲ့ပြမဆုံးတိုက်ပွဲအတွေ့အကြုံကိုပြောပြခဲ့ပါတယ်။အခုတော့ဆယ်ကျော်တဲ့ရဲ့မိငယ်ဟာ တိုက်ပွဲတွေမှာပါဝင်လာရင်နဲ့သူမရဲ့တိုက်ပွဲတွေ့ကြုံကလည်းများတယ်လို့ရှေ့တန်းမှာကြီးဆန်တွေဘုံတန်တွေကြားနေတကြဖြစ်နေပါပြီ။ကျောင်းဆရာမဖြစ်ဖို့အိမ်မက်မဲ့ခဲ့တဲ့မိငယ်ဟာဘောပင်တွေကိုကင်ရမဲ့စားဒရုန်းမောင်းနဲ့ရမှုကိုကင်ဆောင်နေရပြီးရှေ့တန်းစီမီပြည်မှာတိုက်ပွဲဝင်နေရပါပြီ။ရှေ့တန်းမထွက်ဖြစ်တဲ့အခြေအနေမှာဆိုရင်ဆက်ရှောင်းစခန်းတွေစီကိုသွားပြီးအားပေးစကားပြောတာတွေပျော်ရွှင်စရာလှုပ်ရှားမှုတွေကို တခါတလေလှုပ်ပေးဖြစ်တယ်လို့ပြောပါရယ်။ဒါပေမဲ့စိတ်ဓာတ်ကျနေချိန်မှာတော့တယောက်တည်းတိတ်တိတ်ဆိတ်ဆိတ်နေတတ်ပါရယ်။မတရားအာဏာသိမ်းပြီးလူခွေရွေးတွေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတဲ့စက်ကောင်စီကိုမိငယ်ရုံးလိုလူငယ်တွေကအပီးတိုင်ဒေါ်လာတိုက်ခိုက်သွားရမှာဖြစ်ပါရယ်။အခုချိန်မှာတော့မိငယ်တယောက်စက်ကောင်စီရဲ့လူသားမဆန်တဲ့လုပ်ရတွေကိုတောင်းဆင်းနိုင်တဲ့မြို့တမောအဖြစ် ပါဝင်နေဖို့စူးစမ်းရင်း drone မှုခလုတ်ကိုကင်ဆောင်က ရှေ့တန်းမှာရန်သူကိုရဲရဲချိုချိုတိုက်ခိုက်နေပါတယ်ဒီနေ့ရဲ့လူငယ်အစီအစဉ်မှာတော့ကရင်ရဲ့ရှစ်တန်းစစ်မြေပြေကတော်လန်တူဒရုန်းရဲမီမိရဲ့ဆိုတဲ့အကြောင်းကိုထုတ်လွှင့်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်တစ်ပတ်ရဲ့လူငယ်အစီအစဉ်မှာကဘလို့အကြောင်းအရာတွေကိုနားဆင်ကြရအောင်မလဲဆိုတာ KTN Fan မနာဆင်သူတွေဆောင်မျိုးနားဆင်ပေးကြပါအောင်ရှင်။ ကနေယောက်ဒီထိုင်းသတင်းဌာနကနေထုတ်လွှင့်နေတဲ့သတင်းအစီအစဉ်တွေသတင်းဆောင်းပါးတွေဗီဒီယိုအစီအစဉ်တွေနဲ့ FM ရေဒီယိုအစီအစဉ်တွေကိုပရိသတ်တွေအနေနဲ့တစုတစည်းတဲ့ကြည့်ရှုချင်တဲ့ဆိုရင် www.kanaraudithai.org website မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်အင်္ဂလိပ်ဘာသာနဲ့ဖတ်ရှုမယ်ဆိုရင်တော့ www.kitnews.org website မှာဝင်ရောက်ဖတ်ရှုလို့ရပါတယ်ဒါရီပြင်ကနောက်ဒီထိုင်းရဲ့လူမှုကွန်ရက်စာမျက်နှာ YouTube နဲ့ Instagram တွေမှာလည်း သတင်းဗီဒီယိုတွေကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ Kitchen Fam ကနေပြီးလူမှုဘဝဆောင်ပါတပုတ်ဖြစ်တဲ့ตาหยอกจ๋ามะลูฉินโนเรแชมปี้อชีปายกะเย็นชินยัวโซเรอะจองโกนาสินจายามาบาบาจ่องเย็นชินยัวมา မိခင်တွေကတာရောက်ကြားလိမလို့ချင်ဘူးလို့ပြောရတာလေအဓိကအကြောင်းရင်းကဘာတွေလဲမိခင်တွေအနေနဲ့သူတို့ဘာတွေကြုံတွေ့နေရတာလဲဆိုတာကိုဒီဆောင်ပါမှာတင်ဆက်ပေးထားပါတယ်ဒီအကြောင်းအရာကိုတော့ honest information အမျိုးသမီးသတင်းဌာနကလူမှုဘဝဆောင်ပါတပုတ်ကိုကောက်နှုတ်တင်ဆက်ပေးထားတာပဲဖြစ်ပါတယ်ဒီတပတ်မှာတော့စာဖတ်ပရိသတ်တွေအတွက်ရွေးချယ်ထုတ်လွှင့်ပေးမယ့်စာမကတော့ တားယောက်ျားလေးမလို့ကျင်တော့တဲ့ရှမ်းပြည်အရှေ့ပိုင်းကရန်ရှင်းရွာဆိုရက်လူမှုဘဝဆောင်းမတဲ့ဘက်ကိုရွေးချယ်တင်ဆက်ပေးသွားလို့ပဲဖြစ်ပါတယ်။ကျမထနောင်းမိကနေဖပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။တားယောက်ျားလေးမွေးရင်တက်ပြစ်လိုက်ခြင်းနဲ့ဒီအတန်ကတော့ရှမ်းပြည်အရှေ့ပိုင်းကအမျိုးသမီးတွေရဲ့နားကျင်စွာယဉ်ဖွင့်တဲ့အတန်ဖြစ်ပါတယ်။တကယ်တော့မိခင်တွေဟာတားယောက်ျားလေးမွေးလာရင်မျောလင်းချက်အပြင်းနဲ့ယုံကြည်အားထားတဲ့စိတ်တွေလည်းရှိတတ်ကြပါတယ်။ဒါပေမဲ့လည်းရင်းရှင်းကြီးရွာက ိမ်နောက်ရှိမြို့သမီးတွေကတော့တားဆိုတာကိုလုံးဝမလိုချင်တော့အောင်ကြောက်ရွံ့ဆိုရင်နေကြတာကိုတွေ့ရပါတယ်။ရန်ရှင်းကြည့်ရဟာရှမ်းပြည်အရှေ့ပိုင်းတာချီလေးမြို့မှ45မိနစ်ခန့်ကားစီးသွားရင်ရောက်ရှိနိုင်တဲ့ရွာကလေးတစ်ရွာဖြစ်ပြီးလားဟုလူမျိုးအများစုအတီကနေထိုင်ကြပါတယ်။ရှမ်းပြည်အရှေ့ပိုင်းတာချီလေးဝင်းကျင်ဒေသတလျှောက်ကကြေးရွာတွေမှာယောက်ျားတွေအားလုံးကြီးပါမူရစ်စေဝါသုံးဆွဲကြပါတယ်။ဒီလိုမူရစ်စေဝါသုံးဆွဲမှုကြောင့်မြို့သမီးတွေအပေါ်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ အကျန်းဖတ်မှုတွေဟာတနည်းထက်တနည်းပုံမဆွေရလာပါတယ်။မူးယစ်ဆဲကြောင့်ကိုမိခင်ကိုဖြစ်စေဇနီးကိုဖြစ်စေရိုက်နှက်တာတွေချင်းချောက်တာတွေဟာအမျိုးသမီးတွေနေ့စဉ်နဲ့အမျှခံစားနေရတဲ့ပြဿနာကြီးတစ်ခုဖြစ်နေပါတယ်။မိမတွေဟာသားတွေမူဖလာမှာတော့တော်တော်ကြောက်နေရတယ်လို့အသက်53နှစ်အရွယ်ရှိဒေါ်နာမီကလာဟုဘာသာစကားနဲ့ပြောပါတယ်ကျမကိုကျမရဲ့သားတွေကနေ့တိုင်းနေ့ပိုင်းရိုက်တယ်မထနိုင်တဲ့အဆင့်ထိပါပဲဒေါ်နာမီကတိုးတိတ်ဆွနှစ်စွာဆက်ပြောပါရယ်ဒေါ်နာမီဟာ တားလေးဦးရဲ့မိခင်ဖြစ်ပြီးတားအလုံးဟာငွေရေးစေဝါသုံးဆွဲနေသူတွေပါမနဲ့မိုးလေးလိုမျိုးလုံးနှလုံးဖွင့်တာနဲ့စွန့်ငိမ့်စိတ်တွေနဲ့အတူအိယာကနှုတ်ထားရတဲ့အတွက်အသက်ရှင်ရတာအဓိပ္ပာယ်မရှိတော့ဘူးဆိုရက်သူ့စကားတန်တွေလည်းဆက်ပြီးအန်ထွက်လာပါတယ်တချို့ဆိုရင်စေးကြောင်လာချိန်မှာမိဘတွေကိုဓာတ်နဲ့လိုက်ခုတ်တဲ့အခြေဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်ကျမစေးတော့ပြီးတည်ဖို့ခဏခဏစူးစမ်းခဲ့တယ်လို့ငွေရေးစေးသုံးဆွဲတဲ့တားနှစ်ဦးရဲ့နှိမ့်ဆက်မှုကိုခန်းစားနေရတဲ့ အသက်55နှစ်အရွယ်ဒေါ်နာမူကလည်းပြောပါတယ်။ဝိဇ္ဇီဝသုံးဆွဲတဲ့သားရရဲ့ရိုက်နှက်တာမကြခဏခံရလို့တေဖို့အကြင်ကြီးကြိုးစားခဲ့ပေမဲ့ဝိဇ္ဇီဝမသုံးဆွဲတဲ့ခင်မွန်းတရင်နှိမ့်သိမ့်မှုကြောင့်သူ့အကြံစီတွေကိုလက်လျှော့ခဲ့ရတယ်လို့ဒေါ်နာမူကဆက်ပြောပါတယ်။တခါတလေတော့ကျမလည်းသိကျင်တာပဲသိတော့တယ်။ဘာဆက်လို့ရမယ်မသိဘူး။သူတို့ရိုက်တာလည်းစစ်မခံနိုင်တော့ဘူးလို့ဒေါ်နာမူကပြောလိုက်တာပါ။မွေးစေးတုံးတဲ့သားတွေကိုစစ်ပြစ်စခန်းပို့ပြီးစစ်ပြက်ခဲ့ပေမဲ့အောင်မြင်မှုမရခဲ့ပါဘူး။ နေစဉ်နဲ့အမျှငူးရစေတုံးဆွဲတဲ့သားတွေရဲ့အိမ်တွင်းပစ္စည်းခိုးယူမှုတွေဝင်းမြူထားတဲ့ကြက်ဝတ်တွေခိုးယူရောင်းစားမှုတွေလည်းရင်ဆိုင်နေရကြောင်းဒေါ်နာမှုကဆိုပါတယ်ငူးရစေတွေပျောက်သွားရင်တော့ဒီလိုလူမှုပြဿနာတွေကျမတို့ကိုအခုလိုရိုက်နှက်နေတာတွေလည်းမရှိနိုင်တော့ဘူးပေါ့လို့သားနှစ်ယောက်မိခင်ဒေါ်နာမှုကသူ့ရဲ့မျှော်လင့်ချက်ကိုပြောလိုက်ပါသေးတယ်အရွယ်ကောင်းတဲ့ယောက်ျားသားတွေဟာငူးရနုံနဲ့ရောက်နေပြီးသူတို့ရဲ့မိခင်တွေကိုရိုက်နှက်မှုတွေကနေ့စဉ်နဲ့အမျှရှိနေတယ်လို့ရန်ရှင်းဒေသခံမျိုးသမီးတွေကလည်း တညီတညွတ်ထဲပြောဆိုကြပါတယ်။လွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင်ကရရှိကျွေးရွာမှာနေထိုင်တဲ့အမျိုးသားတွေဟာအရက်တောက်တောက်မှုတွေရှိပေမဲ့အိမ်တွင်းကြံ့ဖက်မှုကတော့မရှိသလောက်နဲ့ပါတယ်လို့ရွာသူတွေကပြောပြပါတယ်။အရင်ကယောက်ျားတွေကအရက်တောက်တယ်၊တစ်ခါတလေအချင်းချင်းရင်ဖြစ်ကြတယ်။အခုမူးယစ်စေခင်မှာတော့စေးတုံးပြီးမျိုးသမီးတိုင်းကအရိုက်ခံနေရတာပဲလို့ဒေါ်ယာမိုင်းကအရင်ဖွင့်ပါတယ်။ ငွေစီ30ရက်လင်းရောင်ကြားရဲ့ရိုင်းနှက်မှုကိုနှစ်ပေါင်းများစွာခံလာခဲ့သူဒေါ်ရမိုင်းကအိမ်ထောင်ကွဲမှာစူရင်စိမ့်ချောင်းတီးခဲမျိုးသိမ့်ပြီးပေါင်းတင်လာခဲ့ရလို့ပြောပြပါရယ်။ကျမတို့အိမ်ထောင်သက်10နှစ်ကျော်မှာအမျိုးသားကငွေစီစာတုံးပြီးကျမကိုရိုက်တော့တာပဲ။အခုသား2ယောက်လည်းငွေစီတုံးတော့သူ့ဖေလို့ဖြစ်လာမှအရင်ကြောက်နေရတယ်လို့ဒေါ်ရမိုင်းကဆိုပါရယ်။ရှမ်းပြည်အရှေ့ပိုင်းဒေသမှာအမျိုးသမီးအများစုရင်ဆိုင်နေရတာကတော့ငွေစီဝါကြောင့်ဖြစ်နေတဲ့အိမ်တွင်အကျန်းဖတ်မှုတွေဖြစ်ပါတယ်လို့ လာဟုအမျိုးသမီးအဖွဲ့ကဒေါ်မာလီရှဲကပြောဆိုလိုက်ပါတယ်။ငွေစည်းမရှိရင်အိမ်တွင်အကျန့်ဖတ်မှုတွေလည်းမရှိတော့ဘူးလို့ဒေါ်မာလီရှဲကဆိုပါတယ်။ချမ်းပြည်နယ်အရှိပိုင်းကဒေသခံပြည်သူအများစုဟာအခြေခံပညာသင်ကြားမှုအားနေတာကြောင့်အိမ်တွင်အကျန့်ဖတ်မှုများဖြစ်လာရင်တရားဥပဒေအရဖြေရှင်းဖို့နားမလည်ကြတဲ့အတွက်ငြိမ်းချမ်းနေုံမှတပါတုံ့ပြန်မှုတစုံတရာမရှိကြကြောင်းဒေါ်မာလီရှဲကပြောပါတယ်။မွေးစည်းဝါထိန်းချုပ်မှုကိုသက်ဆိုင်ရာကပြုလုပ်နေတာတွေ့ရပေမဲ့မွေးစည်းဝါတွေက ဈေးနှုန်းရော့ကျလာပြီးနေရာတကာမှာဝယ်ယူဖို့ပုံမလွယ်ကူလာတဲ့အတွက်သုံးဆွဲသူတွေကပုံများနေတယ်လို့ရန်ချင်းကျွရဖះเจ้าမှတင်းအောင်စရာယူရီကပြောပါတယ်ရန်ရှင်းရမှာအဓိကသုံးဆွဲနေကြတဲ့မူရီစီဝါကတော့ရှားမှာစိတ်ကြွစည်းပြပါပဲလို့တင်းအောင်စရာယူရီကဆိုပါတယ်ရှမ်းပြည်နယ်အရှိပိုင်းမှာလက်နက်ကင်ထားတဲ့အဖွဲ့အစည်းတွေကမူရီစီဝါလုပ်ငန်းမှာပါဝင်ပတ်သက်နေတဲ့အတွက်ထိန်းချုပ်ရခတ်နေတယ်လို့ရှမ်းအရှိပြည်သူတွေကဝေဖန်ပြောဆိုနေကြပါတယ် မွေးစည်းပြဿနာဟာမြန်မာပြည်အရှေ့ပိုင်းဒေသမှာကြီးမားနေတဲ့ကိစ္စတစ်ရပ်ဖြစ်နေပြီးအိမ်တွင်ရင်လူမှုရေးထိခိုက်မှုများစွာရှိနေတယ်လို့လဲဆိုင်းတစ်ကထပ်မံအတည်ပြုပါတယ်။မွေးစည်းတွေမပပြသေးရတော့သားတွေစမဝင်ကျင်တော့ဘူး။မွေးစည်းတွေအမြန်ရှင်းပေးပါဆိုပြီးရန်ရှင်းရွာကအမျိုးသမီးတွေအခုချိန်မှာတန်ပြန်ပြောဆိုနေကြပြီဖြစ်ပါတယ်။တိုင်းသားဒေသမှာနိုင်ငံရေးပြဿနာတွေမဖြေရှင်းနိုင်ပဲနှစ်ပေါင်းများစွာစစ်ပွဲတွေနဲ့ရင်ဆိုင်နေရတာကြောင့်ကွန်ပျူတာတိုးတက်မှုတွေအဖက်ဖက်ကနေကြနေပြီး ဝိစီဝါပြဿနာတွေပုံမကြီးထွားလာပါတယ်။လာဟုလူမှုရေးအဖွဲ့အစည်းတွေလာဟုအမျိုးသမီးအဖွဲ့အစည်းတွေအနေနဲ့ဒေသရင်းလူမှုရေးကျန်းမာရေးပညာရေးကဏ္ဍတွေမြန်မာလာဖို့တက်ဆွမ်းသူရဲ့စူးစမ်းလုပ်ဆောင်နေကြပေမဲ့လည်းစစ်ပွဲတွေမရနိုင်သေးရလူမှုဘဝတွေပြုပြင်ပြောင်းလဲရေးကအဟန့်တားတွေရှိနေအောင်မှာပဲဖြစ်ပါတော့တယ်ရှင်။တော်တာရှင်မရှင်ဒီကနေ့လူမှုဘဝဆောင်မအစီအစဉ်ကတော့ဒီမာရင်ပြီးဆုံးပါပြီ။ နောက်အပတ်တွင်မှလည်းဘလို့ဆောင်းမတွေထုတ်လွှင့်တင်ဆက်ပေးသွားမယ်ဆိုတာကိုစောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်။သောတာရှင်များအားလုံးကိုစိတ်နှပြစမ်းမချမ်းသာကြပါစေရှင်။မေလ20ရက်နေ့အတွက် KTN Fan မြန်မာဘာသာထုတ်လွှင့်မှုအစီအစဉ်တွေကိုထုတ်လွှင့်တင်ဆက်ပေးခဲ့တာပါ။ KTN Fan ကိုနားဆင်ခဲ့ကြတဲ့တူးချင်းစီကိုကျေးဇူးတင်ပါတယ်။သောတာရှင်များနဲ့ Greening ပြည်သူပြည်သားများအားလုံး ဘေးအဒီအပေါင်းကကင်းဝင်ကြပါစေရှင်ကျမမွန်ညာမှာပါ